HIV ဆေးဝါးပြက်လက်လုံးတရက်ကိုကူးစက်မှုတဲ့2000နဲ့၄နှစ်အတွင်းလူ6သန်းသေဆုံးနိုင် HIV ကူးစက်မှုတင်နှစ်တောင်းနဲ့လာမယ့်လေးနှစ်အတွင်းယောဂါကြောင့်လူ6သန်းသေဆုံးနိုင်ကြောင်းကုလသမဂ္ဂခုခံအားကြားဆဲမှုကူးစက်ယောဂါတိုက်ဖျက်ရေးအဖွဲ့ USAIDS အကြီးအကဲကတရေပေးလိုက်ပါတယ်။အမေရိကန်သမ္မတအတော်နဲ့ထရဟာအစိုးရအသုံးစိတ်လျှော့ချမှုသစိတပိုင်းအဖြစ်နိုင်ငံခြားအကူအညီတွေကိုရက်90ဆိုင်ငံပြီးပြန်လည်သုံးသပ်လိုက်မယ်လို့ကြေညာခဲ့ပါတယ်။ ဒီလိုဖြတ်သားမှုဟာ2004ခုနှစ်မှာယောဂါကြောင့်တည်ဆုံမှု2သန်းရှိရာကနေ2023ခုနှစ်မှာ6သန်းအထိကျဆင်းခဲ့တဲ့မကြသေးမီကာလက HIV တိုက်ဖျက်ရေးလုပ်ငန်းတွေကိုအကြီးကျယ်တရားစေတယ်လို့အဖွဲ့အစည်းကဝင်းနီပြညီမကပြောပါတယ်။အထူးသဖြင့်အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့အစီအစဉ်အများစုရပ်ဆိုင်ခဲ့ပြီးအထူးသဖြင့်ဆင်းရဲတဲ့နိုင်ငံတွေမှာ HIV စေဝါပြန့်လည်မှုနဲ့ တည်ဆုံးမှုသုံးမိခဲ့တဲ့1990ပြည့်နှစ်အလွန်နှစ်တွင်အချိန်ပြောင်းရောက်နိုင်ကြောင်းသူကသတိပေးပါတယ် HIV အစီအစဉ်အတွင်းရန်ပုံငွေများအပါအဝင်နိုင်ငံခြားအကူအညီတွေရပ်ဆိုင်ဖို့အမေရိကန်အစိုးရရဲ့အဆုံးဖြတ်ချက်ဟာစိုးရွားတဲ့အကျိုးဆက်တွေရှိနေပြီးအမျိုးသမီးနဲ့ကလေးငယ်များအပေါ်အထိခိုက်တက်ရောက်နေတယ်လို့ဝိုင်းနီပြက်အညီမှအထောက်ပြထားပြီးရန်ပုံငွေဖြတ်သားမှုကိုပြန်လည်ရုပ်သိမ်းဖို့အမေရိကန်အစိုးရကတောင်းဆိုထားပါတယ် မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။